AI နဲ့ဂျက်တွေကလိုင်းပေါ်မှာအရန်ကိုခစားနေတော့ကျွန်တော်လဲစမ်းသုံးကြည့်မယ်ဆိုပြီးတော့ AI နဲ့ဂျက်လေးတစ်ခုမှားတာဒီနေ့ရောက်လာပါတယ်ဒီနဲ့ဂျက်လေးရဲ့ brand အမျိုးအစားကတော့ Eraser ဆိုတဲ့ brand အမျိုးအစားဖြစ်ပါတယ်ဆိုတော့ကျွန်တော်လဲအတူတူဒီနေ့ဂျက်ကလေးကိုအပောင်းစင်လှုပ်ကြည့်ရအောင်ကျွန်တော်ဒီနေ့ဂျက်ကလေးကိုမဝေခင်မှာဒီပေါ့နော် AI နဲ့ဂျက်တွေကအမျိုးအစားအများကြီးရှိတာဆိုတော့ကျွန်တော်ဒီ line ပေါ်မှာတိတ်ချလေးကျွန်တော်ရှာကြည့်ပါတယ်ဘယ်နှစ်ဂျက်အမျိုးအစားကဒါကောင်းလဲပေါ့နော်အတန်အတွက်ကောင်းလဲပြီးလို့ရှိရင် ီဘဲနှစ်ချက်တွေရဲ့ AI နဲ့ပို့ပြီးတော့သုံးလို့ကောင်းလဲဆိုပြီးတော့ဒါကျွန်တော်တင်ချလေး line ပေါ်မှာ share ကြည့်ခဲ့ပါတယ်အဲ့လို share ကြည့်နေရင်လည်းဒီနှစ်ချက်ကလေးကိုကျွန်တော်တွေးခဲ့တာဖြစ်ပါတယ်ဒီနှစ်ချက်ကဒီ time to you တော်တော်များများလဲဒီနှစ်ချက်လေးရဲ့ကောင်းကြောင်းကိုမပြုလုပ်ထားတာလဲကျွန်တော်တွေ့တယ်ပြီးရင်မြန်မာလူမျိုးတချို့လဲဒီနှစ်ချက်လေးကိုဒါသူတို့မပြုလုပ်ထားတာကိုကျွန်တော်တွေ့တယ်ကျွန်တော်လည်း share ရင်းနေနောက်ဆုံးတော့ဒီနှစ်ချက်လေးကိုပဲဝင်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်နှစ်ချက်ကလေးကိုဆက်ပြီးတော့ unboxing လုပ်ပါမယ် ူကအခုလိုမျိုးအောက်ကနေအပေါ်ကိုတွန်းထုတ်ပြီးရောဖွင့်ရတာဖြစ်ပါတယ်။ဘူးလေးကိုဖွင့်လိုက်ပြီးဆိုရင်ပထမဦးဆုံးမြင်ရတာကတော့ဒီနှစ်ချက်လေးရဲ့အသုံးပြုပုံကတုဆာရလေးဖြစ်ပါတယ်။အဲဒီကတုဆာရလေးမှာတော့ဒီနှစ်ချက်ကိုဘယ်လိုသုံးရမလဲဆိုတာကိုသူတို့ရေးထားတာဖြစ်ပါတယ်။ပြီးရင်နားမှာဘယ်လိုတက်ကမလဲဘယ်လိုကမ်းရမလဲဆိုတာလေးတွေကိုဖော်ပြပေးကြတာဖြစ်ပါတယ်။နောက်ထပ်ဗာလေးတွေပါအောင်မလဲဆိုတာကိုဆက်ပြီးတော့ကြည့်ကြည့်ပါမယ်။ ကျွန်တော်တို့ဒီနောက်ထပ်ထပ်မြင်ရမှာကတော့အခုလိုမျိုးဒီနောက်ထပ်စာရွက်နှစ်ရွက်ကိုထပ်မြင်ရပါမယ်။ဒီစာရွက်တွေကလည်းခုနလိုမျိုးပဲပေါ့နော်။သူငကြက်ရဲ့အတုံးပြုံပုံတွေကိုဒါတိတိကျကျအသေးစိတ်ဖော်ပြပေးရတယ်။စာရွက်တွေပါပဲ။ဒီမှာဆိုရင် Welcome to the AI World AI ကဘာမှကြိုးစားပါတယ်ဆိုပြီးတော့ရေးထားပါတယ်။ပြီးရင်သူ့ရဲ့အထဲမှာတော့ဒီပေါ့နော်ဒီငကြက်နဲ့တွဲပြီးတော့သုံးရမယ်။ Application ကိုဘယ်လိုမျိုးဒါဖုန်းထဲကိုထည့်ရမလဲ။ဒီဖုန်းထဲမှာဘယ်လိုမျိုးဒါ setting တွေချိန်ရမလဲဆိုတာကို တည်တည်ချာချာလေးအသေးစိတ်ဒါသူတို့ပုံလေးတွေနေတာဖော်ပြပြီးရတဲ့စာအုပ်ကလေးဖြစ်ပါတယ်။ဒါလေးကတော့နှစ်ချက်ကိုထည့်ထားတဲ့ဘူးလေးပဲဖြစ်ပါတယ်။ကျွန်တော်အခုထိဒီအာသွင်ကျိုးတော့ကျွန်တော်မတွေ့သေးဘူး။သူအာသွင်ကျိုးကိုပမာထားရပြီးမလဲမသိဘူးပေါ့နော်။ဒါကတော့နှစ်ချက်ပါ။ဆိုတော့ဒီအာသွင်ကျိုးကဒီဘူးောက်ထဲမှာပဲဒါရှိတော့မယ်ပေါ့နော်။ဆိုတော့ကျွန်တော်ဒီဘူးလေးကိုထပ်ပြီးတော့ဖောက်ပါမယ်။ကျွန်တော်ထင်တဲ့အတိုင်းပါပဲဒီအာသွင်ကျိုးကတော့ဒီဘူးလေးရဲ့အောက်ဆုံးထဲမှာဖြစ်ပါတယ် ူရဲ့အာသွင်ကျူးကတော့ထိုက်စီဖြစ်ပါတယ်ထိုက်စီဆိုတော့ကျွန်တော်တို့ကအာသွင်ရင်ပုံမြန်တာပေါ့နော်ပြီးရင်သူ့မှာအခုလိုမျိုးလယ်ပင်မှာဆွဲဖို့အတွက်ကြိုးလေးတစ်ချောင်းလည်းပါလာပါတယ်ပြီးရင်သူ့မှာနောက်ထပ်ဒီအနီရောင်ကပ်ပြားတစ်ခုကိုကျွန်တော်တွေ့သေးတယ်ဒီကပ်ပြားကရောဘာရေးထားမှလည်းတော့မသိဘူးပေါ့နော်ဆိုတော့တစ်ချက်လောက်ကြည့်ကြည့်ရအောင်ဒီမှာတော့ဒါသူ့ရဲ့ eraser ဆိုတဲ့သူ့ရဲ့ brand နာမည်ပြီးရင် the animate gaming experience ဆိုပြီးသူတို့ရေးထားတယ်ဆိုတော့ဒီနှစ်ချက်က ဂိမ်းကြီးအတွက်တော်တော်လေးကိုတုံးလို့ကောင်းမှနေတူပါတယ်နော်သူတို့အဲ့လောက်ထိသူတို့ညှိုးပြီးတော့အမျိုးမျိုးရေးရတယ်ဆိုလို့ရှိရင်ပေါ့နော်ဒီမှာဆိုရင်လည်းဒါကကွန်ပျူတာတွေ PC တွေမှာပါတဲ့ CPU ကိုသူတို့ရေးထားတယ်ဆိုတော့ဒီနှစ်ချက်ကဒီကွန်ပျူတာတွေ PC တွေလက်တော်တွေနဲ့လည်းတွဲပြီးတော့ဒါတုံးလို့ရမှနေတူရဲပေါ့နော်ကျွန်တော်လည်းအတိအကျတော့မသိဘူးပေါ့နော်ကျွန်တော်လည်းဒီနှစ်ချက်ကိုအခုမှစပြီးတော့ဒါအပေါင်းစင်လုပ်နေရအောင်ဆိုတော့လေကဲဒါကတော့ကျွန်တော်မှားထားတဲ့ AI နှစ်ချက်ကလေးပဲဖြစ်ပါတယ် ဒီမှာသူ့ရဲ့ brand စိတ်လေးပါမယ်ပြီးရင်ငကြက်ကလေးပါမယ်သူကအပေါ်မှာအဖုံးတော့မပါဘူးဗျသူကလုံးဝဒီဟောင်းလောင်းပေါက်ကြီးပဲအဲဒီဟောင်းလောင်းပေါက်ထဲမှာမှဒီငကြက်နှစ်ခုကိုသူထည့်ရတယ်ပြီးဘူးရဲ့အောက်ခြေမှာအောက်သွင်းပေါက်လေးပါတယ်ပေါ့နော်ပြီးရင်အပေါ်မှာလဲဆွဲကြိုးတာဆွဲဖို့အတွက်အပေါက်ကလေးပါမယ်လက်ရှိခံရတဲ့ဒီ hand feeling အနေထားရတော့ဒီငကြက်လေးရဲ့ quality ကတော်တော်လေးကိုကောင်းတယ်လို့တော့ခံစားရတယ်ငကြက်တွေရဲ့တန်းလိုက်ဆွဲရကလည်းတော်တော်လေးကိုမှကောင်းပါတယ် ਈ သူရဲ့ဒီအနောက်ကဒီ top screen ကလေး ဒါ site ကြီးတယ်ဗျ site ကြီးတော့ကြီးရတာပို့ပြီးတော့ဒါအားရတယ်ပေါ့နော်ပြီးရင်သူ့ထဲမှာ function တွေကလည်းတော်တော်လေးဥမာစုံတယ်အတန်တိုးချဲ့လောက်တာတွေဒီအလန်းပေးတာတွေပြီးအလင်းအတိုးမှောင်တွေလောက်တာတွေပြီးရင်ဒီမှာ wallpaper chain တာတွေရောပေါ့နော်အမျိုးစုံပဲတော်တော်လေးဥတော့ပါတယ်ဗျကျွန်တော်နောက်ကြမှာဒီအသေးစိတ်လေးပြန်ပြီးတော့ဒါစမ်းပြပေးမယ်ပေါ့နော်သလို့စေတော့ကျွန်တော်ဒီအရင်ဆုံးဒါသူ့ရဲ့ software ကိုဒေါင်းပြီးတော့ဒါဒီနှစ်ချက်လေးကိုကျွန်တော်အရင်ဆုံးစမ်းကြည့်ရအောင်ပဲဗျာတော့တကယ်ကျွန်တော်လည်းမစမ်းရသေးဘူးဒါ အခုဗီဒီယိုကဒါ unboxing သဘောမျိုးလေးပဲဆိုတော့ဒါနောက်ထပ်ဗီဒီယိုမှာပဲကျွန်တော်ဒီနေ့ချက်လေးရဲ့အတုံးပြုံပုံအသေးစိတ်ပေါ့နော်ဘယ်လိုမျိုး software နဲ့ချိတ်ဆက်ကလည်းဒီဘယ်လိုမျိုးသုံးရလဲပြီးရင်သူ့ရဲ့အတန်တော် quality ရောဘယ်လိုအနေထားရှိလဲပြီးနောက်ထပ်ဒီ AI translate ပေါ့နော်ဘာသာပြန်တဲ့ကောင်လေးရောဘယ်လိုအနေထားရှိတယ်ပေါ့နော်ဒီမှတ်အောင်မှတ်ကြရလားတိရောတိကြရလားဆိုတာလေးတွေကြတော့ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပဲအသေးစိတ်လုပ်ပြီးရောကျွန်တော်ပြောပြပြီးတော့ပါတော့မယ်အခုလက်ရှိတော့ကျွန်တော်ဒီနေ့ချက်ကလေးကို တည်တည်ချာချာလေးစမ်းပြီးတော့တုံးကြည့်လိုက်ပါအောင်ပဲသူတဲမှာပါတဲ့ function တွေဟိုဒါတစ်ခုချင်းစီကျွန်တော်တည်တည်ချာလေးအသေးစိတ်ကျွန်တော်စမ်းသပ်ပြီးဟာပါမယ်စမ်းသပ်ပြီးတော့မှကျွန်တော်ဗီဒီယိုလေးတည်တည်ချာလေးပြန်လုပ်ပြီးတော့ဒါပြန်တင်ပေးပါမယ်ကျွန်တော်ရဲ့အမောင်းစင်းဗီဒီယိုလေးကိုတော့ဒီမှာတင်ပေးအဆုံးသတ်လိုက်ပါတော့မယ်ခင်ဗျာနောက်ထပ်ဗီဒီယိုလေးမှာပြန်ပြီးတော့တွေ့ကြပါမယ်